လူဘဝဆိုတာကိုလိုချင်တာကြည့်လဲရမှာမဟုတ်ဘူးဟောကိုတွေးချင်တာနဲ့ကြည့်လဲတွေးမှာမဟုတ်ဘူးလိုချင်တာလဲရမယ်မလိုချင်တာလဲရမယ်တွေးချင်တာနဲ့လဲတွေးမယ်မတွေးချင်တာနဲ့လဲတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လဲတွေးမယ်ဆိုးနဲ့လဲတွေးမယ်အကောင်းလဲရမယ်ဆိုးလဲရမယ်အဲ့လိုကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုံတိုင်းနဲ့ တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရှင်းရင်ချင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတရားဆင်ပေးတာနဲ့အလားတန်တူတယ်ပေါ့လှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထမှန်ပြီးတော့ပြင်ညာမှာစိတ်ထက်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ယ ahanan ပုဂ္ဂိုလ်လို့ခေါ်တာပဲနော်ယ ahanan ဖြစ်သွားပြီဆိုရင်စိတ်ထက်ကြံ့ခိုင်သွားပြီ ရဟနာမဖြစ်သေးတော့လည်းပဲမိမိစိတ်တက်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်ပေါ့ဘလောက်တိုင်းတာအထိကိုယ်စိတ်ဟာခဏရင်ရှိပလဲဆိုတာကိုနှလုံးသွင်းခြင်းဖြင့်စိတ်ကိုစိတ်နဲ့ပဲပြင်ဆင်ရတာဖြစ်တယ်စိတ်ရဲ့အငြိကြီးကိုစိတ်နဲ့ပဲဆီကျော်စိတ်ကိုစိတ်နဲ့ပြင်နေဆိုတာအသိပညာကင်းမဲ့လို့ဖြစ်လာတဲ့အငြိကြီးတွေကို တတိနဲ့ပညာနဲ့ပေါင်းဆက်ပြီးတော့ပြင်တာပဲရေးကြောင်ဖြစ်တဲ့ညွန်ကိုရှည်နဲ့ပဲပြန်ပြီးတော့ဆေးကြော့တန်းစင်ရတာမဟုတ်လားဒူရီဟာရေးကြောင်ဖြစ်တဲ့ရွှံ့ညွန်တွေကိုရေနဲ့ပဲပြန်ဆေးရတယ်ဆေးတဲ့အခါမှာတန်ရှင်းစင်ကြယ်သွားတယ်ထို့တူပဲစိတ်ကြောင်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကို တတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေမအေးချမ်းမှုတွေအငြိကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်တင်ရှင်းလင်းချရမှာဖြစ်တယ်။အဲဒီသုတ်တင်ရှင်းလင်းဤကိုမြတ်စွာဘုရားကဟောကြားတာ ဖရာတရားနာတယ်ဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လှုပ်ချဖို့လိုတယ်ပေါ့နော်မလှုပ်ဘဲနေရင်တော့မရဘူးပဲဟာမကိုယ့်ကိုယ်စိတ်ဓာတ်ဘလောက်ချမ်းခိုင်ပြီဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့ဒီလှုပ်ချစဉ်းကျင်တုံတရားနဲ့စဉ်းစားလိုက်ရင်လည်းချမ်းခိုင်မှုဆိုတာရလာတယ်အတော်အသင့်ရလာဥပမာမယ့် မမြဲတဲ့သဘာဝနဲ့တွေးရတဲ့အခါမှာကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုတွေ့တာနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ခြင်ရမလဲအေးတန်ကုထိထလာပါဒုက္ခကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံး क्वे ပဲဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့ရှော့ချတယ်ဒီလိုရှော့ချတယ် မကြည်ဝိနဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာငါ့ကိုပဲနှိပ်စက်မဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှမရတာတစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှု တဖက်သားရဲ့စောကားမှုကိုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှပဲဆုံးရှုံးမှာပဲလို့ဟောဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျတော့အေးကိုယ်ကပ်ပါရာမမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တဖက်သားရဲ့စောကားမော့ကားတာနဲ့ကျုံတဲ့အခါမှာလည်းပဲအဲ့ဒီလိုသိခန့်ခြင်းနဲ့ နေလဲရတယ်မြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီစနစ်ကိုကျင့်သုံးခဲ့တာစဉ်းစားကြည့်လက်မခံတဲ့လက်ဆောင်နဲ့မြတ်စွာဘုရားကိုယ်ပစ္စည်းတစ်ခုလာပေးတယ်ကိုယ်ဟာယူလိုက်လို့ရှိရင်လက်ခံလိုက်တယ်မယူဘူးဆိုရင်လက်မခံအဲ့တော့တပည့်သားကကိုယ်ကိုလာဆဲတာဟာကိုယ်လာပေးတာနဲ့တူတယ်ပေါ့အဲ့ဒီလာပေးတာကိုယ်ဆဲတာကို ငါကိုဆဲရမလားလို့ဒေါသပြန်ထွက်ရင်အဲ့ဒီဆဲရေးတိုင်းထမှုကိုကိုယ်လက်ခံလိုက်တာရောက်သွားတယ်တဲ့လက်ခံလိုက်တဲ့အတိုင်းထရောက်သွားတယ်ခေါင်းထဲကိုမထည့်နဲ့မစင်းစားနဲ့ဆဲတာသူ့ဘာသူဆဲသွားတာငါနဲ့ဘာမှမဆိုင်ဘူးလို့လုံးဝဆက်ဆက်မှုဆက်ဆက်ပြီးမတွေးပဲနဲ့နေလိုက်ရင်လက်ခံနဲ့လက်ဆောင်လို့ပဲတဲ့ရသော်ဗျာ အဲ့ဒါဘယ်မှာဟောတော့ဆိုမြတ်စွာဘုရားရဲ့လက်ထက်ကမြတ်စွာဘုရားကပုံနာတူဟိုသူစေရနာနဲ့သူသူတရာနဲ့သူချိညိုတရာပွားပြီးတော့မြတ်စွာဘုရားရဲ့တပြည့်ခံယူပြီးတော့သင်္ကန်းဝတ်သွားတယ် အဲ့ဒါကိုညီလုံးတဲ့ပုဂ္ဂိုလ်မချေနပ်ဘူးသူ့ကိုသင်္ကားဝတ်ပေးရမလားလို့ဆိုမြတ်စွာဘုရားလာဆဲတယ်လာဆဲတဲ့အခါမြတ်စွာဘုရားကဒီတိုင်းပဲငြိမ့်နေလိုက်တယ်သူဆဲလို့ပြီးသွားပြီဆိုတဲ့အခါကျသူ့ဥပမာတစ်ခုပြောပြတယ်ပုံနာမင်းအိမ်ကိုဧည့်သည်တွေလာတဲ့အခါမှာမေမုံပဲသေးစားနဲ့လက်ခံဧည့်ခံသလားဆိုတော့ဧည့်ခံ အဲ့ဒီမုံဖဲသေရစာတွေကိုအဲ့တဲ့ကစားမတော်ဘူးဆိုရင်အဲ့ဒါဘယ်သူပိုင်တုံးလို့ဆို။ဟာကျွန်ုပ်ပဲပိုင်တာပေါ့။အေးအဲ့ဒါလိုပဲငါ့ကိုမင်းကဆဲရေးခြင်းဖြင့်အက်ခံ။ငါကမင်းဆဲရတာတွေကိုတခုမှယင်နဲ့နှလုံးထဲမှာမှတ်မထားဘူး။အဲ့ဒီဆဲရေးတိုင်းထွားတဲ့အရာတွေဟာမင်းဟာရေးကြီးပဲမင်းဟာရေးကြီးပဲငါနဲ့ဆိုင်ဘူး။ လက်မခံတဲ့လက်ဆောင်အနေနဲ့မြတ်စွာဘုရားသူ့တုံ့ပြန်ပေးလိုက်တဲ့အခါသူသဘောချသွားပြီးတော့အဆဲရပြီးသူကိုယ်တိုင်တပြည့်ခံသွားတယ်ဆိုအဲ့ဒါလို့အကျိုးရှိသွားတယ်နော်ပြန်ဆဲမယ်ဆိုရင်သူဆဲကိုယ်ဆဲပဲအဆဲတန်နေရဟာဆုံးမမဟုတ်ဘူးလေလူဆိုတာဒေါသဆိုတာရောကြသွားတယ်လို့မရှိဘူး ူကဒုံးနဲ့ရိုက်ရင်ငါဓာတ်နဲ့ခုံမယ်သူကဓာတ်နဲ့ခုံရင်ငါသဏ္ဍာန်နဲ့ပြည့်မယ်ဆိုဆက်လာမှာပဲရှိတူတက်လာမှာပဲဖြစ်အဲလိုတိုးပွားလာမဲ့အရာတွေကိုမတိုးအောင်ခုနကနီးနဲ့မျက်စောပြန်တုံ့ပြန်ပေးတာပဲဖြစ်တယ်လောကမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကတောင်မှာပဲဒုရကဘသူဆဲဆဲဆဲသမ ्या ကိုတိခံခွင့်လွှတ်ခြင်းဖြင့် ကြောဖြတ်တာပဲဖြစ်တယ်မို့ဒုရတိဟာမြတ်စွာဘုရားရဲ့တပည့်သာဝကဖြစ်သည့်အတွက်ကြောင့်အားလုံးကိုသိခတ်နိုင်ပြီးစိတ်ဓာတ်ရင့်ကျက်အောင်ကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်ဆိုတာဟုတ်တော့တတိထားကြအောင်မှာပေါ့နော်တပြည့်ပြည့်ရင့်ကျက်လာအောင်ကိုယ့်ကိုကြိုးစားအထောက်ကြိုးစားအထောက်ကိုယ့်ကိုဖြစ်စေရမယ်ငါဒီတိုင်းလိုက်တာမယ်ဒီတိုင်းဖြစ်စေရမယ်လို့နှလုံးသွင်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တခါတည်းတခါ ရှင်းချက်လာမှာပဲဖြစ်တယ်။အကယ်၍ဒီလိုစိတ်တောင်မပေါ်ဘူးဆိုလို့ရှိရင်တန်တရာထဲမှာရှင်းချက်ဖို့ဆိုတာဓမ္မခဲစိတ်ကောင်းနှလုံးကောင်းရှိဖို့တောင်ခဲနေစိတ်ကောင်းနှလုံးကောင်းရှိပြီးရင်းချက်ဖို့ဆိုတာဝေလာဝေဖြစ်သွားနိုင်တယ်ပေါ့